ဘာရှုပ်ဆရာရှိလို့လဲစီတည်ရဲ့ဇလန်းတစ်ခုကပြီးဆုံးသွားပြီလေဘွေးတို့တော့ကကြာတော့လေအစ်စ်ကိုနေရပေးရခင်မဟုတ်တဲ့အတွက်ဘွေးတို့ကတအားကြိုးစားခဲ့ရဟုတ်ကဲ့မလေးမြေးကြီးကြာတယ်ဆိုတာတော့မတဲ့နိုင်လို့မဟုတ်ပါဘူးအရန်ကိုစူးစားခဲ့ရသူကအစွဲလန်းကြည့်ရပေါ့ပြိသက်တရားတယောက်ဆိုတယောက်အဲ့ဒါကိုဘယ်နှစ်နှစ်ကကကိုချစ်ကြတာသစ္စာရှိရှိနေပါ မင်္ဂလာပါမင်္ဂလာပါရှင်ဒီနေ့ဒါဘူဂျိုခုကတကယ်နာမည်ကြီးတုပ်ဆောင်တဲ့ကားဝိုင်းလေးဆိုတော့ဟုတ်တယ်ဒီအမှတ်တရတွေဘာတွေဘာတွေပြောခဲ့လဲအရင်ပြောဖို့ကောင်းတာပါနော်အဲ့ကျပြန်ရောက်သွားတယ်လို့ပဲ။ဟောတကယ်တော့ပိုးကြီးကဆင်းအောင်မပူပြောတယ်။ဒီပေါ်မှာကြာ။ဒီပေါ်မှာကြာခက်တိတိအမားပါမှာဆိုလို့လေအောက်မှာလေးရှိလို့ရှိတော့ဟောအာလက်ဦးဆရာတွေအကြောင်းပြောခဲ့တာပေါ့ဟုတ်။အဲ VCD ရနေပြီးတော့ဘုလိုဗီဒီယိုကားရိုက်ပြောင်းလိုက်လာခဲ့တဲ့အချိန်မှာဝေး မင်းသမီးတယောက်ဖြစ်လာခဲ့တာပေါ့နော်ဘိုးကြီးရဲ့လက်ဦးစရာတော့ဦးကြည်ဝပန်းဝေသီပါဒါတော့ဗီဒီယိုကားမှာဆိုရင်ကိုသားကြီးရဲ့ကိုလူမီရဲ့ရဲနာခင်ရဲ့ဘိုးကြီးရဲ့ဒါဘိုးကြီးရဲ့မချီတော်ကျိုးဆိုတဲ့ကားလေးကပထမအောင်ဆုံးဘွားရဲ့ဗီဒီယိုကားလေးပါအာရုပ်ရှင်မှာဆိုရင်တော့အခုခေတ်လည်းပြောနေကြတဲ့ဒါရိုက်တာမိဘွားကြီးများတယ်ဆိုရယ်ဆရာတော့ဘိုးကြီးရဲ့လက်ဦးစရာပါ ဒါကာယံလေးနဲ့တာပါဘောနော်ဒါရုပ်ရှင်ကားကြီးမှာတော့အာကိုကြီးရဲ့လုံစရာကိုမြည်ွားပါမတရားရတော့အများကြီးပဲပေါ့နော်ဗီဒီယိုခင်မှာကြတော့ခုနလိုပေါ့အဲတရုပ်ဆောင်တဲ့အချိန်မှာပေါ့အခက်ခဲတွေလည်းရှိရယ်ပျော်ဖို့တွေလည်းကောင်းတယ်နောက်ပြီးတော့ကိုယ့်ရဲ့ဒီအမှုပညာမောင်နှမတွေနဲ့တုံတူပေါ့နော်အဲ့ခက်တုန်းကတရုပ်ဆောင်ရတာအခုလိုပါပဲအရန်ဟိုပဲပျော်ဖို့ကောင်းပါတယ်အာတပီးကတော့ဒီ2000ခုနှစ်ကြာမှာပပယုတီဘူးနဲ့ပေါ့ရုပ်ရှင်ကားကြီးကိုစရိုက်ပြီးတော့ ီဒီယိုလောကမှာကျတော့လူသားပါဆိုးဆိုတဲ့စကားလေးနဲ့စတင်ပြောင်းဝေရောက်ခဲ့တာဖြစ်ပါတယ်ခုနလိုတပြုတ်ကကျတော့ဒီဗီဒီယိုဝင်ဆိုလို့ရှိရင်လည်းပေါ့နော်အဲ့လိုကဆိုလို့ရှိရင်အတွင်းလိုက်တင်ဆိုင်တာများတယ်အဲများသောအားဖြင့်တက်မွန်တမီပလဲဆိုရှောင်းနဲ့အဲ့လိုအတွင်းလေးပေါ့နော်အမှတ်တရလေးဗီဒီယိုမှာတော့အများကြီးပဲလိုက်ခဲ့ပူပါတယ်ခုမှာတော့သင်စရာမြင်စရာကြားစရာရတော့အားလုံးလို့ရှင်ပတ်ပါရောဗီဒီယိုပတ်ပါရောကြော်ညာပတ်တယ်ပါရော အများကြီးပဲရှိပါလိမ့်ရှင်အားလုံးကျေးဇူးတင်ပါတယ်အရန်ဆိုတာတော့ဘူးလားအဲတိုက်ခူးမဟုတ်ဘူးကျွေးရတော့မယ်နော်အာရုပ်ရှင်ဇူးဝင်ကျွေးတယ်ကျွေးကျွေးတာဒါလည်းတော့တကယ်စပ်ပေါ်တာဖူးတန်ရောက်ကြရတယ်ဆိုရင်မလဲအဲဟုတ်တယ်အရန်ဆွဲဆောင်မှုရှိလို့လေတဒက်လေးနဲ့လေငေးရအောင်နော် ါခြေဝိုင်းခြေဝိုင်းကမမိုးရဲ့ဒါတတ်ကလေးရတာဆွဲဆောင်လို့ဆိုတာမတ်တယ်မဲ့ဆွဲဆောင်မှုတွေကပါလေးတယ်ပါညက်ကမှန်ပြပေါ့နှလုံးလေးပေါ့နှလုံးလေးပေါ့ အာသူကဒါဒီချင်းကသူ့ဘဝရဲ့နော်ဘဝအမှတ်တိုင်တစ်ခုလို့ပြောလို့ရတယ်ဟုတ်တဘာဝရေပေါ့နော်အားလုံးကတော့သူ့အနေနဲ့သူအကုန်လုံးအဲလှပြီးတော့ထင်းပြီးတော့ဘယ်လိုပြောမလဲအဲ့တော့ကလည်းလူကတိတ်မများဘူးလေဟိုဟာဆက်ရောက်တောင်လက်ချိုးရီလို့မပြေဘူးပေါ့မင်းသမီးတွေထဲမှာဆိုတော့ညနာပုံစံတွေကလည်းတောင်နေတောင်မတူဘူးနော်ညနာပုံစံတွေကလည်းစင်လာတွေတရားမှမရှိကြဘူးဆိုတော့အဲ့ခါကျကွဲထွက်ပြီးတော့ကိုပိုင်စတိုင်တွေနဲ့ လူကလည်းအဲ့မှာလက်ချိုးယူလို့မရဘူးဟိုကဘယ်လိုပြောမလဲနဲတာပေါ့အခုလိုမျိုးမများဘူးကွာအခုလိုဖြစ်တာလည်းမမြန်ဘူးဖြစ်တဲ့အချိန်ကလည်းအရန်ဟိုစူးစားရတယ် experience နေเนาะနှိမ့်နေချီပြီးတော့ဆယ်စုနှစ်လောက်စူးစားမှမင်းတို့မျိုးနေရာလေးတနေရာဖြစ်တာပေါ့เนาะပြတော့အဲ့ဘွေးတို့စူးစားရဲ့ခေတ်တုန်းကကျတော့ပြိတ္တကလေအဲပြိတ္တကဟို စ်တွေကိုလက်မခံနိုင်ခဲ့ဟိုမှာမနန်နာတို့မထက်တို့တင်မလားအဲ့လိုလေတကယ်နမည်ကြီးရေလေအဲနမည်ကြီးရေပြီးတော့ကိုရီးယားကားတွေကိုကြည့်တာများတော့မှာနောက်ပိုင်းအဲ့လိုအစ်စ်တွေထရန့်ပြောင်းလာတာပေါ့နော်ပြိသက်ထရန့်ပြောင်းလာတဲ့အတွက်အဲဟိုဒီဒီဘက်ကကလေးတွေကကြာတက်ရဘူးလေဘွေးတို့တော့ကကြာတော့လေအစ်စ်ကိုနေရပေးရခင်မဟုတ်တဲ့အတွက်ဘွေးတို့ကတအားစူးစမ်းခဲ့ရတယ်အရန်ကိုစူးစမ်းခဲ့ရသူကအစွဲလန်းကြည့်ရပေါ့ပြိသက်တွေကတယောက်ဆိုတယောက်အဲ့ဒါကိုပဲနှစ်နှစ်ကကကိုချစ်ကြတာသစ္စာရှိရှိနေ ပွေးကြီးလည်းရိုက်ထားပါရှိပါရဲ့ဟိုက၁၀ရက်နေကြာရင် talk show လုပ်မယ်မိုးကဆိုရဲ series ပေါ့အဲ့ကမှငိမ့်တော်ရဲ့ပွေးကြီးရဲ့ဟန်နာရဲ့ပေါ့အဲအဲ့လိုပါပဲ series ပေါ်လာတော့လည်း video ခေအစားတူဖြစ်သွားတဲ့အတွက် series လေးရိုက်တာအဲတရုပ်ဆောင်တိုင်းလောက်ကွက်တော့ပိုရသွားတာပေါ့ video တော့ကကြာတူတယ်လေအဲ့တော့သူက main actor တွေကိုပဲလောက်ကွက်ပေးနိုင်တာပေါ့ဒီ series ကကြာတော့လည်းအပိုင်းပေါင်းများများစွာဆိုတော့အဲ့လိုကဘယ်လိုထက်သန်းလဲဆိုတော့ဒီလိုပါပဲနော်ဒီလိုပါပဲတွေ့ကလည်းအရင်နေခဲ့တဲ့အချိန် အော်ရအောင်လို့နေတဲ့အချိန်နေဒီမှာတော့ပြိသက်တွေနဲ့ဒါလိုက်တွေ့တာတိုင်းတွေ့တယ်အဟိုးမတိတ်ပြီးတော့ဘာမှတိတ်မထူးကြပါဘူးတိတ်မထူးကြပါဘူးနေဒီမှာကြာရင်တော့နေဒီမှာကြာရင်တော့ပွေးတို့အဲ့လိုမျိုးသူတို့ရဲ့ချစ်ခင်အားပေးမှုကိုလက်တွေ့အဲ့လိုခံစားရတာပေါ့အဲ့ဒါမှချစ်ခင်အားပေးတဲ့ချစ်မီလီချစ်တဲ့ပြိသက်ကြီးကိုပေါ့နော်မီလီကဒီထက်မကစူးစမ်းသွားမှာပါလိုအပ်ချက်တွေပါရှင်လက်ခွင့်လို့ပဲမီလီကိုချစ်ခင်ပေးပါအားပေးပါလို့ပြောချင်ပါတယ်ရှင်တူတူပါပဲဟုတ်